မင်းတို့မင်္ဂလာပါဗျာဒီနေ့က36လပိုင်း2000ထဲမှာ25ဖြစ်ပါတယ်ဗျာအခုသူတွေရောက်ရှိတဲ့နေရာကတော့အာနောင်ချိုညွန့်နယ်ဥမကအုပ်စုပေါ့နော်အုပ်ဒီမှာအုပ်ချုပ်ရေးမှုရုံးမှာဥစဉ်ဒါရောက်ရှိနေပါတယ်ဗျာခစ်တစ်တို့မဇီမာတို့ဒီဘက်ပြည်ဖြတ်တည်င်းဌာနတွေကိုပတ်ဖို့တော့ပြောချင်တာခါတော့ဒီစစ်ကြောင်းကနေတဲ့ဟိုဘက်ဥမတိဘက်ကိုတော့မတိုးမတိုးပေါ့အဲ့ဒါတွေဝဲလဲနေဆိုပြီးပြောချင်တာနော်အဲ့တော့မပူပါနဲ့လို့ပြောချင်ပါနော်မကြခင်မှာဒီနောင်ချိုထိဟိုဘက်မှာလည်းတက်လာတယ်ဒီဘက်ကလည်းလုံးနေတယ် ခုကတော့လောလောဆယ်ဒီကျမ်းဖက်တွေကိုရှာပြီးမှတိုက်နေရတဲ့အနေအထားတစ်ခုဖြစ်သွားတယ်ဗျာနော်။ဒါလိုက်ပြီးမှ diversity ကတော့လိုက်လှဲနေပါလေဗျာနော်။အဲ့တော့ရှေ့မရောက်ဘူးရောက်တဲ့ဆိုတော့ဥစဉ်ကိုတိုင်းဒါအမကားအုပ်စုတောင်ချုံမြို့နယ်ကအောက်ချော်ရီမှုရုံးကိုရောက်ရှိနေပြီဆိုကြတဲ့ကသဘောပေါက်ပါဗျာနော်ပေါက်ကူတော်မှာတော့ဒါဗလိနဲ့မှလည်းပေါက်ပါဗျာပတိပဲပါပါတယ်နော်အဲ့တော့ပြောချင်တယ်ပြည်ဖက်တည်င်းဌာနတွေနော်ဒီအုံဒီအမကားအုပ်စုမှာရှိတဲ့အောက်ချော်ရီမှုကတော့ဘယ်နေရာရောက်နေလဲလို့တော့မတည်ဘူးပေါ့နော်အောက်ချော်ရီမှုကြီးလည်းမကြခင်မှာခင်ဗျားနေရာကိုပြန်လာပြီးအောက်ချော်ရအောင်လို့ရတယ်နော် အဲ့တော့ဥမခါးကွာမှာရှိတဲ့ပြည်သူပြည်သားများအားလုံးကိုလည်းဦးစေပြောချင်တာကကြာခင်မှာတောင်းထိုင်ခွင့်ကြီးတွေအစပေါ့နော်။ဒါကြာခင်မှာခင်ဗျားတို့လက်ရွာလေးတွေကိုအေးချမ်းမှုအတွက်ကိုဦးစေတချင်ကပြောခဲ့တဲ့စကားတစ်ခုကိုပြန်ပြောမယ်။ဒီတိုင်းမျိုးကိုငင်းချောင်းအေးချောင်းလုတ်ပေးနိုင်တာဟာတက်မတော်မှာပါအခြားဘယ်သူမှမရှိဘူးဆိုတော့ဦးစေခဏခဏပြောခဲ့ပါလေဗျာနော်။ခင်ဗျားတို့ဒီနေရာတွေကိုတက်မတော်ရှိလို့ခင်ဗျားတို့ရှောင်ရတာမဟုတ်ဘူး။အကျန်းဖက်တွေရှိလို့ရှောင်ရတာ။အဲ့အကျန်းဖက်တွေကိုရှင်းလင်းတာတက်မတော်ကရှင်းလင်းတယ်။ဒါဆိုရင်သဘောပေါက်ဖို့လိုပါဗျာနော်။အဲ့တော့ခင်ဗျားတို့အစကတော့ခင်ဗျားတို့ကပထွေးကိုဖေးရင်ထည့်ပြီးမှအဟုတ်ကြီးထည့်ပြီးမှအားကိုးကြတာပေါ့ဗျာနော်။ အဲ့တော့ပထွေးဆိုတာကတော့အပြောကောင်းနေကြမရခင်ကတော့အပြောကောင်းနေပထွေးရပြီလို့နော်ခင်ဗျားတို့တူတာတမီရင်းမှမဟုတ်တာဗျာနော်အဲ့ပထွေးပြောကောင်းတော့ခင်ဗျပထွေးရဲ့သကလုံးထဲမှာမျောပြီးမှာပထွေးရရလို့ချင်းငါတို့ဘယ်လိုဘယ်လိုလုံးပိုင်ခွင့်နေခုခင်ဗျားတို့အဲ့ပထွေးလေးလည်းခင်ဗျားအဲ့ညာလေးရောက်ရောခင်ဗျားတို့လည်းပြေးရတာပဲအခုခင်ဗျားတို့ဖေးရင်းဖြစ်တဲ့တမန်တော်ကနေမှာခင်ဗျားတို့နေနိုင်မှုတော့အေးဆေးဆေးပြန်ရဖို့အတွက်အေးဆေးဆေးတောင်းရလဲရလေးလုံနိုင်မှုတော့ကြံခင်းနေလုံနိုင်မှုအတွက်ကိုကြက်ဖက်တီကိုခင်ဗျားတို့ပထွေးတော်ခဲ့တဲ့ဟာကိုပြန်ပြီးမှရှင်းလင်းနေပါပြီနော်ဒီချိန်မှာခင်ဗျားတို့လည်းကွဲကွဲပြားပြားတိတော့ပြီးလို့ဦးစင်းကတော့တုံးတက်ချင်ပါပြီနော် ဖေရင်ကဖေရင်မဲမထွေးမဲမမကွဲမကွဲပြားဘူးဆိုရင်တော့ခင်ဗျားတို့တိုက်တယ်ခင်ဗျားတို့ကန်လို့ပဲဦးစင်းကတော့ပြောချင်ပါလိမ့်မယ်နော်တခုပြောချင်တာကတော့ခင်ဗျားတို့ဒီမကြခင်မှာခင်ဗျားတို့ရိုက်ရွာတွေကိုခင်ဗျားတို့ကြေးပါတွေကိုခင်ဗျားတို့တောင်းရလဲရတွေကိုပြန်လုပ်ရတော့မယ်ပြန်ပြီးမှအခုလဲလာလို့မရဘူးလားလာလို့တော့ရတယ်ဒါပေမဲ့ခင်ဗျားတို့ကိုပို့ပြီးမှခေါင်းကားပြအိတ်နံအောင်အလုပ်ကောင်းကောင်းလုပ်နိုင်အောင်စိတ်ချမ်းသာအောင်နေလောင်ကလေးတွေရွာမှာကြောင်းကောင်းကောင်းထားနိုင်အောင်ကြောင်းထိုင်ဖို့ပြီးအေးစစ်စစ်သရဏာပြုတ်နိုင်အောင်ဆိုပြီးမှတမတော်ကလည်းမှဒီပတ်ပတ်လည်းမှထောင်းတဲ့မိုင်းတွေကိုရှင်းလင်းနေတယ်စနစ်တကျ ခင်ဗျားတို့အန္တရာယ်ခင်ဘေးရှင်းစွာနေနိုင်မှုတွေကိုဒါတက်မတော်ဝန်စနစ်ကျလုံဆောင်နေရအောင်ဆိုတဲ့အကြောင်းကိုလည်းနောင်ချိုမြို့နယ်မှာရှိတဲ့အုံမတိအုံမခါဒီနာအနီးတစ်ပိုက်ကကြောက်ကြောက်ရွာတွေအကုန်လုံးကိုပောက်ကတော်ကနေမှပြောချင်ပါတယ်ဗျအားလုံးဒါပါပဲဗျချစ်တော်ကိုမုန်းစကားပြောပါဦးမယ်ကျမကိုအမှုပွဲစားလာမှငားနဲ့ကျမမကြိုက်ဘူးထပ်ပြီးပြောမယ်နော်ကျမကိုအမှုပွဲစားလာမှငားနဲ့ကျမမကြိုက်ဘူးနံပါတ်1ကျမအမှုပွဲစားမလုပ်ဘူးနံပါတ်2ကျမတည်တင်းရောင်းဝယ်မလုပ်ဘူး ကိုရိုင်းကလည်းဘယ်ဝင်ကြီးဘယ်လူကြီးဘယ်ဌာနအောင်မှာတရင်တော့မပေးဘူး။အေးကျမကသူများကဘယ်မှာပါဖြစ်နေပါလဲလို့တရင်လာပေးတယ်။ကျမအဲ့တရင်ကိုမယုံဘူး။အဲ့တရင်ကိုမယုံဘူး။ကျမဘာသူပြောတဲ့တရင်မှာမယုံဘူး။ဘာလို့လဲ?ကျမကိုရိုင်းမြင်ရတာကြားရတာမဟုတ်တဲ့တွေ့ကျမတရင်တွေကိုမယုံဘူး။ဒါကြောင့်လို့ကျမတရင်လာပေးရင်လည်းမယုံဘူး။ကျမကလည်းတရင်တမယောက်တော့မပေးဘူး။ကျမတရင်ရောင်းမယ်မလို့။နံပါတ်3ကျမစကားရောင်းမယ်မလို့။ရုပ်စွာဆုံး ဒီလူတယောက်လူတယောက်နဲ့ကျမနဲ့မတည့်ဘူးပေါ့လူတယောက်နဲ့ကျမနဲ့ပြဿနာတတယ်လူတယောက်နဲ့ကျမနဲ့ရံဖြစ်တယ်ဆိုပါဆိုအဲ့ဒီလူကိုကျမဘဝမှာမုန်းသွားပြီကျမတို့ဘလက်လေးစင်ရင်သွင်းလာပြီဆိုရင်အဲ့ဒီလူရဲ့ရှင်အဲ့ဒီလူရဲ့ရှင်ချင်းနေဟိုအဲ့ဒီလူရဲ့ကောင်းချင်းဆိုးချင်းနေကျမစိတ်ဝင်စားဘူးစကားတည်းထဲမပြောဘူးလူတယောက်ကိုမုန်းသွားပြီလူတယောက်ကိုအမြင်မကြည့်ဘူးဆိုရင်ကျမဘယ်တော့မှစကားတည်းထဲမပြောဘူးခေါင်းထဲလည်းမထည့်ဘူးလူရမသွင်းတော့ကျမကိုချစ်တဲ့လူတွေနဲ့ကျမချစ်ရတဲ့လူတွေကိုပဲကျမစကားတည်းထည့်ပြောတယ်ကျမမုန်းသွားပြီဆိုရင်လူတယောက်ကြောင့်စကားတည်းထည့်မပြောဘူးအဲ့အတွက်ကျမမုန်းသွားတဲ့လူတယောက်ကြောင့်ကျမတရင်ရောက်မှာမလို့စကားရောက်မှာမလို့ တခြားလူကြောင်းတော့ဝေးရောပဲเนาะကျွန်တော်မဘုဒ္ဓမဟာသွေးနံပါတ်1ကျွန်မအမှုကွဲစားမလုပ်ဘူးနံပါတ်2ကျွန်မတရင်ရောက်ဝယ်မလုပ်ဘူးနံပါတ်3ကျွန်မစကားအပေးယူမလုပ်ဘူးဒါကြောင့်မလို့ဒီလိုကိစ္စမျိုးတွေနဲ့ကျွန်မကိုလာပြီးမဆက်သွဲကြနဲ့ကျွန်မလုံးဝမကြိုက်ပါဘူးဆိုတော့ကျွန်မတို့ပြောချင်တာက ကျမတို့ကျမတို့ပေါ့နော်ကျမပါမယ်တခြားသူတော်တော်များများကိုတခြားအုပ်စုတွေကအစိမ့်နေလို့တို့ရေကူးအားဖြင့်တတ်မှတ်ထားကြတယ်ကျမတို့ခါနေကျမစိမ့်စိမ့်မစိမ့်နေတို့စိတ်ထဲမှာတော့အနီကိုမထောက်ခံရင်ဒီလူကအစိမ့်မယ်ဒီလူကပိုးမှာပဲဆိုအဲ့ဒီတွင်ကျမကအစိမ့်ကောင်းချောင်းကိုပြောနေလို့ထုံးပါလားငါတို့အစိမ့်နေရဘလို့ကောင်းနေနေတော့နေရဘလို့မကောင်းဆိုပြီးတော့ပြောလို့မရတော့ဘူးလက်ရှိအချိန်မှာကဈေးကွက်ဟိုဘယ်လိုပြော marketing ဆင်းတယ်လို့ပဲဟိုမိမိရဲ့ဟိုကုန်ပစ္စည်းတွေကိုကြောင်းကြတယ်လို့ပဲကိုရီထောက်ခံတဲ့လူဖုတ်ကိုရီကိုရီထောက်ခံတဲ့အဖွဲ့အစည်းတွေကိုနေမျိုးစုံနဲ့ကျမတို့ကအယောင်တင်ပေးရမယ်အဲ့ဒါကြောင့်မလို့တချို့နေရာတွေမှာစကားပြည့်ရတော့ရတယ်ဒါကြောင့်ကျမမပြောဘူးလို့မပြောဘူးလို့တွေးထားပေမဲ့ပြောရအောင် ်ဥပမာပေါ့နော်မင်းကကျွန်မပြောလိုက်တဲ့ကိစ္စမျိုးဆိုကျွန်မကဘူးလောက်လောက်ဆိုရင်မှန်ပြီဒေါက်တာညိုညိုသိမှန်းတယ်လို့တွားပြောလို့ရှိရင်နင်ကအစိမ့်မို့လို့ဒီစကားပြောလဲလို့လာလိမ့်မယ်အဲ့ဒီတွေကျွန်မလိုချင်တဲ့ဆိုလိုရင်းကိုရှောင်းအောင်ကျွန်မစကားပြည်ရင်လည်းတွေဝိုက်ပြီးပြောရတယ်ကျွန်မတွေဝိုက်ပြီးပြောတဲ့ခါကျတော့ကျွန်မပေးချင်တဲ့ message ကိုပြည်သူလူထုကရှာတယ်ကျွန်မရုပ်တံဖိုင်နားထောင်တဲ့လူတွေကရှာတယ်ဒါကြောင့်မလို့ YouTube က comment တွေထဲမှာဝင်ကြည့်သူတို့ရဲ့သဘောထားအများဆုံးကကျွန်မပေးချင်တဲ့ message နဲ့တထည်ရတဲ့ကြတယ် TikTok က message တွေဝင်ကြည့်လဲကျွန်မပေးချင်တဲ့ message နဲ့တထည်ရတဲ့ကြတယ်ဒါပေမဲ့ကျွန်မနဲ့ခင်မင်းပါတယ်ဆိုတဲ့လူတွေကျွန်မနဲ့နိုင်ငံရေးတွေကိုအများကြီးဆွေးနွေးလေးရှိတဲ့လူတွေက ဒီဆိုလိုရင်းကိုမြင်အောင်မကြည့်နိုင်ပဲနဲ့ကျွန်မကိုရန်ရှာကြတာတွေ့ရတယ်။မမနေ့ကတော့တော်တော်များများပြဿနာရှာကြတာအထိဖုံးဆက်ပြီးပြောကြတာအထိရှိကြတယ်။အော်စိတ်လည်းစီမလုံးနဲ့ပေါ့ဗျာ။တာကူးလို့ဘယ်နာမှတာနေလို့ဘယ်ဘက်ကိုကူးရမလဲ။ပြောကြည့်ပါဦးကျွန်မ လက်ရှိအတိုင်းတာကလက်ရှိနိုင်ငံရေးခဲကျင်းမှာလူနဲ့ချမ်းတာလူနဲ့တိပဲချမ်းတာအဘခစ်ကိုထမင်းအမခစ်မှာထမင်းထုံးပြီးအဘခစ်ကိုဘောမနဲ့မျက်နှာပြောင်လိုက်တဲ့ဒီလေးကချမ်းတာပဲဘယ်ဘက်မှမတောက်ဘူးကိုဘက်မှနေရင်လည်းအသက်ခံနေရတာဒီဘက်မှနေရင်လည်းအသက်ခံနေရတာအကုန်လုံးကအသက်ခံနေရတယ်အသက်ခံနေရတယ်ငတ်နေကြတယ်မိသားစုတွေသိပွဲကွဲနေရတယ်ရှင်ကွဲကွဲနေရတယ်အတိတ်ဒုက္ခရောက်နေတယ်တာတဲ့ဘက်ဆိုတာဘယ်ဘက်မှမရှိဘူးတာတဲ့ခင်းချင်းတစ်ခုကိုရောက်လာဖို့ဆိုရင်စစ်ပောင်နေချင်းပို့တဲ့နိုင်ငံရေးပောင်ကျအောင်ချက်ရမယ်ဒါကြောင့်မှတာတဲ့အချိန်တစ်ခုကိုရောက်လာနေတယ်ကျော့ တစ်ခါတစ်ခါဆိုလိုချင်တဲ့ရည်ရွယ်ချက်တွေကိုမြင်အောင်ကြည့်ဖို့လိုတယ်ကျွန်မအချက်တုံးမုံစက်ကားလေးပြောချင်ပြောချင်တာဖြစ်ပါတယ် NLD ဆိုတဲ့နာမည်ကိုကြားတာနဲ့ကြွတ်ကျဲနေတာမျိုးမဖြစ်စေချင်ဘူးအဲ့လိုမျိုးလည်းမဖြစ်သင့်ဘူးဘာလို့လဲဆိုတော့လက်ရှိ NASA ကအစိုးရရဲ့အဲ့ဒီမှာရည်မှန်းချက်ကပါတီဆောင်ဒီမိုကရေစီစနစ်ပါတီဆုံးလို့ပြောထားတာဖြစ်တယ်လေပါတီလဲဆုံးမယ်လူလဲဆုံးနေလေလက်ရှိမှာအစိုးရကိုယ်တိုင်ခင်းလာတဲ့လမ်းကြောင်းကပါတီဆုံးဒီမိုကရေစီဖြစ်ပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်တစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့အတွက် ကျွန်တော်တို့ဖက်ဒရယ်ကနေကွန်ဖက်ဒရယ်မသွားရင်ရပြီဒီညမှာဖက်ဒရယ်ကနေကွန်ဖက်ဒရယ်မဖြစ်သွားအောင်ထိချောင်းနိုင်ရပြီပါတီဆုံးလို့အစိုးရကိုယ်တိုင်ကကြွေးကြော်ပြီးတော့အစိုးရကိုယ်တိုင်ကပါတီဆုံးဒီမိုကရေစီကိုအခြေခံနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုသွားမှာဖြစ်တဲ့တွေအဲ့ဒီပုံမှာချောလဲရောထိုင်ပြီးရေလဲငားလိုက်နေဖို့ပဲရှိနေမယ်နော်အဲလက်ရှိမှာဥက္ကူကိုကြီးတို့ဒီအာဒေါ်ဆန္ဒမင်းဘော်ဒေါ်ညိုညိုတင်းတို့လက်ရှိဒေါ်တတ်သက်ခိုင်တို့ NLD ကနေခွတ်ထွက်လာတော့မကြိုက်တာဟိုကကြားသိကိုအတမသွင်းပါနဲ့ပါဖြစ်တဲ့ကြောင့်ရိုးဆောင်ပြောကြတယ်ဒါဆိုလို့ရှိရင်ဒီလူတွေကိုယ်တိုင်ကိုနောက်ဆက်ကအစိုးရကိုယ်တိုင်ကလူချသွင်းပြီးတော့နေရာပေးထားတာလေ အစိုးရကိုယ်တိုင်က UEC ကိုယ်တိုင်ကအတိအမှတ်ပြုပေးထားတာအစိုးရကိုယ်တိုင်က UEC ကိုယ်တိုင်ကနော်နိုင်ငံတော်အဆင့်ဆွေးနွေးပွဲတွေမှာဖိတ်ခေါ်ပြီးတော့တရားဝင်အတိအမှတ်ပြုထားတာဖြစ်တယ်နော်ဒါကြောင့်မလို့ခင်ဗျားတို့ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေအစိုးရကဒီပေါင်းဒီနီးလန်းတိုင်ချထားတာဖြစ်တဲ့အတွက်ဒီနီးလန်းတိုင်လိုက်ရမယ်မလိုက်ဘူးဆိုရင်ဘာဖြစ်မလဲခင်ဗျားတို့ဖက်ခံရမယ်ခင်ဗျားတို့ကတော့ဖက်ခံရမခံရမသိချဘူးဘာလို့လဲဆိုတော့တိတ်ပြီးတော့အာလူမသိတော့လူသိတဲ့လူတွေဘုရားတော့ကြိုက်တယ်ပေါ့ဖက်ခံရတယ် 那说了，就在我面在，有几项伢没谈完事。在地件事，没在地皮，件没吃多了，欧干那样没？他讲没吃没欧干那样嘞。所以啊，古人啊，把地扫地毛给子孙的呢。最高贵就妈咪，地母给生下，平安无缺的。 နော်နိုင်ငံတော်တတိတိဆောက်ပါမယ်လို့နိုင်ငံရေးအာမခံချက်ပေးထားတဲ့တော့ဖြစ်တယ်။ဒါကြောင့်မို့ကျမတို့က NLD ဆိုရနာမည်ကြားရတယ်ချွတ်ကျဲနေကြမလို့ဘူး။ NLD ဆိုရနာမည်ကိုလည်းမရှိတော့ဘူး။ NLD ပါတီကိုနတ်ဆာကအစိုးရလက်ရှိတက်မတော်အစိုးရကဖျက်တာမဟုတ်ဖ ೇನೆ ။သူတို့ကိုယ်တိုင်ကရွေးကောက်ပွဲမှာဝေးပြိုင်ဖို့ UEC ကိုနိုင်ငံရေးပါတီမှတ်ပုံတင်မတင်တဲ့အတွက်ပါတီကိုဖျက်သိမ်းလိုက်ခြင်းတာဖြစ်တယ်။အစိုးရကဖျက်လိုက်ခြင်းမဟုတ်ဘူး။ဒါဆိုရင်ပါတီမှတ်ပုံတင်မတင်လိုက်လို့ပါတီပြတ်သွားပြီ။အဲ့ဒီပါတီကိုအမည်တင်တဲ့မှတ်ပုံတင်ပြန်ပြီးတင်လို့ရပါလျက်နဲ့မတင်ဘူးတီ။ NLD ကိုအမှတ်တကယ်တင်းကုတ်ပြီးတော့ NLD ကိုအမှတ်တကယ်ပြန်တက်နေတာ NLD ဒါဖြစ်တယ်။နော်။တို့ရုံးနဲ့တို့ပြန် ထိုးထိုးတဲ့လောက်ရက်တွေဖြစ်တယ်တွေ့တွေ့ကျမတို့ကကြားတဲ့အခါနေပြီးတော့လုံမိုက်ကြီးလုံးပြီးအလုံမိုက်အလုံးမခံနဲ့เนาะ အဲဒီဒေါ်စန္ဒမင်းတို့ဒီလည်း NLD ပဲနော်ဦးကိုကိုကြီးတို့ဟိုဒီဒေါ်နာဒေါ်ဒေါ်ညိုယိုသိန်းတို့စသည်ဖြစ်ပေါ့နော်လက်ရှိပြည်ထဲမှာရှိနေတဲ့လူထင်နဲ့ပြည်ပမှာရှိနေတဲ့ NLD တွေတို့တို့ချင်းချင်းဝိဝါဒကွဲကြလိမ့်မယ်ကျမတို့ကသူ့ရိုးနဲ့သူ့ပြန်ထိုးလိုက်ရပြီသူ့ရှူးနဲ့သူ့ပြန်ပက်လိုက်ရှင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပက်ပြီသူ့ရိုးနဲ့သူ့ပြန်ထိုးဖို့အတွက်နိုင်ငံရေးသမားတွေကနိုင်ငံရေးပြည်ရဲ့ကိုတုံးချမှာပဲဆိုတော့ကျမတို့ကစကားပြောတဲ့ခါမှာလည်းစကားပြည်ရဲ့ကိုတုံးရတယ်စကားချင်းစင်ခွန်းမှာအဲ့ဒီလိုမျိုးဟိုစကားပြောနည်းတွေပါတယ်ချိုးလို့ချင်တာက NLD ဆွနေမယ်ကြားရုံနဲ့ချွတ်ချင်းနေတာမလို့ NLD ပါတီကိုတင်းကိုလိုက်ချင်းတယ် NLD ပါတီကိုတင်းတက်လိုက်ချင်းကကျမတို့မဟုတ်ဘူးသူတို့ ့ NLD ပါတီဝင်အချင်းချင်းသာဖြစ်တယ်သူတို့လူတွေကသူတို့ပါတီကိုပြန်တက်လိုက်ကြတာအဲ့ဒီအတွက်ဒီ NLD ကနေပောက်ခွာလာတဲ့လူတွေကိုဒေါ်ဆန္ဒမင်းတို့လို့ဂျောညိုညိုသိန်းတို့လို့နောက်ဒီခုရှိတဲ့ချင်းကမျိုးဆက်ဦးကကိုကြီးတို့လို့နော်မဦးပင်ဦးစိန်ဝင်းတို့လို့ပြောတင်တာမဦးပင်ဦးစိန်ဝင်းကခုချွေးကောက်ဝဲဝဲမဝဲမသိဘူးဘာလို့လဲဆိုတော့လက်ရှိမှာရွှေစီကနေပြောအတိမဲ့ပြုထားတယ်တနိုင်ငံလုံးတိုင်းတားနေတဲ့ဝင်ပြိုင်မဲ့ပါတီကလက်ချိုးရီလို့ဆဲချောင်းမပြေဘူးပါတီဆဲခုမရှိဘူးနော်ဆိုတော့ကျမတို့ကဒါကြီးကိုအတက်ဖိနေထားကြမလို့ အလိုက်တင်လေးကြီးလဲငါးလိုက်လေးလွတ်ပေးထားမယ်အဲ့ဒီမှာတို့တို့ချင်းချင်းတို့တို့ဇကောင်းကွဲကြလိမ့်မယ်တို့တို့ချင်းချင်းတက်တနာတက်ကြလိမ့်မယ်သူ့ရိုးနဲ့သူ့ပြန်ထိုးသူ့ရှူးနဲ့သူ့ပြန်ပက်တို့တို့ချင်းချင်းပြန်တက်လို့တို့တို့ချင်းချင်းဇကောင်းကွဲပြီးတို့တို့ချင်းချင်းပါတီပြတ်သုံးသွားတယ်ဒါလည်းကျမတို့ဆိုလိုချင်တဲ့ရည်ရွယ်ချက်ကျမတို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်တာပဲတော့ဒီစကားတွေတကယ်တော့ထုတ်ပြောရမယ်စကားတွေမဟုတ်ဘူးထုတ်မပြောလို့မရတော့အောင်ကျမတို့ပြတ်တနာရှာနေတဲ့တည်းထုတ်ပြောရခြင်းဖြစ်ပါတယ်နိုင်ငံတကာစာချုပ်များအရစစ်ပွဲများတွင်အသက်၅နှစ်အောက်ကလေးများကိုစစ်မှုထမ်းခိုင်းခြင်းကို စစ်ရာဇဝတ်မှုအဖြစ်သတ်မှတ်ထား၍မြန်မာကလေးများစစ်မှုထမ်းနေရမှု IIMMN ကစတင်စုံစမ်းစစ်ဆေးနေစစ်ကောင်စီကအသက်၅နှစ်အောက်ကလေးငယ်များကိုစစ်မှုထမ်းအဖြစ်ပေါ်လာဆွဲထားမှုတပ်တွေများပေါ်ထွက်နေ နိုင်ငံတကာသဘောတူညီချက်စာချုပ်များအရအသက်၁၅နှစ်အောက်ကလေးများကိုစစ်မှုထမ်းခိုင်းခြင်းကိုစစ်ရာဇဝမှုအဖြစ်သတ်မှတ်ထား၍မြန်မာနိုင်ငံတွင်ကလေးများကိုစစ်မှုထမ်းခိုင်းနေမှုများကိုကုလသမဂ္ဂလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရာ IIMMN ကစုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း IIMMN ကထုတ်ပြန်သည့်ရောမစာချုပ်ဂျီနီဗာကွန်ဗင်းရှင်းများနှင့်အခြားနိုင်ငံတကာသဘောတူစာချုပ်များအရစစ်ပွဲများတွင် အသက်15နှစ်အောက်ကလေးများအားစစ်သားအဖြစ်စုဆောင်းခြင်းသို့မဟုတ်အသုံးပြုခြင်းကိုတားမြစ်ထားပြီးစစ်ရဇဝတ်မှုအဖြစ်တက်မြက်ထားကြောင်းစစ်သားစုဆောင်းခြင်းဆိုသည်မှာစစ်တပ်တွင်တာဝန်ထမ်းဆောင်ရန်လူအများကိုဆွဲဆောင်ခြင်းအားပေးခြင်းဖြစ်ပြီးစစ်မှုထမ်းခိုင်းခြင်းဆိုသည်မှာမဝင်မနေရသို့မဟုတ်မဖြစ်မနေစစ်တပ်ထဲဝင်ရခြင်းကိုရည်ညွှန်းကြောင်းနိုင်ငံတွင်းနှင့်နိုင်ငံတကာဥပဒေများတွင်အရွယ်ရောက်ပြီးသူများအားစစ်သားအဖြစ်စုဆောင်းခြင်း ်သို့မဟုတ်စစ်မှုထမ်းခိုင်းခြင်းကိုအကြံဖြင့်အဖြစ်ခွင့်ပြုထားတော်လဲကလေးများပါဝင်လာသည့်အခါရင်းတို့စစ်သားစုဆောင်ခြင်းကိုစစ်ရာဇဝမှုအဖြစ်သတ်မှတ်နိုင်ကြောင်း IIMMN ကပြောဆိုသည့် IIMMN နေဖြင့်မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များနှင့်အစိုးရမဟုတ်သောအဖွဲ့များကကလေးများအားစစ်မှုထမ်းခိုင်းစေသည့်အမှုများကိုစုံစမ်းစစ်ဆေးလျက်ရှိကြောင်းထုတ်ပြန်ပြောဆိုသည် IIMA အနေဖြင့်မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့များနှင့်အစိုးရမဟုတ်သောအဖွဲ့များကကလေးများအားစစ်မှုထမ်းခိုင်းစေသည့်အမှုများကိုစုံစမ်းစစ်ဆေးလျက်ရှိကြောင်းထုတ်ပြန်ပြောဆိုပြီးယခုကာလသည်စိန်ခေါ်မှုများပြည့်နှက်နေတော်လဲမြန်မာနိုင်ငံတွင်ကျူးလွန်သည့်ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများကိုအမိန်ပေးသူတို့မဟုတ်ကိုယ်တိုင်ကျူးလွန်သူများကိုရန်နေရကအားဆိုင်လှုပ်ဆောင်နေသည်ကိုအရှိန်လျှော့မီမဟုတ်ကြောင်းရာဇဝတ်မှုကျူးလွန်သူများကမိတိလူမျိုးစုတို့မဟုတ်မိတိနိုင်ငံရေးအဖွဲ့အစည်းကဖြစ်နေပါစေ ဒင်းတို့လုပ်ရက်များအတွက်တရားရုံးတွင်တရားစီခံရရေးကိုရှေ့ရှုလှုပ်ဆောင်လျက်ရှိကြောင်း IIMM ကြီးကနီကိုလတ်စ်ခွန်ချန်ကပြောဆိုသည်အကြမ်းဖက်စစ်ကောင်စီတပ်ကမြန်မာနိုင်ငံတဝန်းတွင်လူငယ်များကိုပေါ်လာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းတပ်သားတင်များအဖြစ်စုဆောင်းလျက်ရှိရာရင်းတို့စုဆောင်းခံရသူများတွင်အသက်၅နှစ်အောက်ကလေးငယ်သူငယ်များစွာပါဝင်နေကြောင်းဒေသပြည်သူများ၏ပြောဆိုချက်နှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များအရသိရှိရသည် ဇွန်လ24ရက်နေ့ပြည်သူ့လွတ်မြောက်ရေးတမတော် PAAE ထုတ်ပြန်ချက်အရဇွန်လအတွင်းတိမ့်ပတ်ရရှိခဲ့သောပလဲမြို့နယ်ကန်တောင်းရဲစခန်းတိမ့်တိုက်ပွဲမှာအသက်15နှစ်အရွယ်မောင်နေထက်လင်းကိုစစ်တုံးမှန်းဖြင့်ဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကရန်ကုန်မှာအသက်15နှစ်အရွယ်မောင်နေထက်လင်းကိုစစ်သားအဖြစ်ပေါ်လာဆွဲဖမ်းဆီးပြီး စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရဲစခန်းတိုက်ပွဲသို့ပို့ဆောင်စဉ်စစ်တုံးမှန်အဖြစ်ပြည်သူလူမျိုးရေးတပ်မတော် PAA ကဖမ်းဆီးရရှိကြောင်း PAA ကဆိုသည်အသက်15နှစ်အရွယ်မောင်လေးထက်လင်းသည်ရန်ကုန်တွင် အကင်ရောက်နေစဉ်စစ်တပ်ကတပ်သားအဖြစ် ပေါ်လာဆွဲဖမ်းဆီးခဲ့ကြောင်းရင်းနောက်တောင်တွင်းကြီးမြို့ရှိအမှတ်80အခြေခံလေ့ကျင့်ရေးတပ်တင်နန်းကျောင်းသို့ပို့ဆောင်ပြီးတင်နန်းငါးလတက်ရောက်ခိုင်းကြောင်း ရင်းနောက်ပခုတ်ကူနှစ်ရငါဆယ်နှစ်တက်တို့ရောက်ရှိပြီးမိုးမှန်တင်တဲ့တခိုင်ကရဟတ်ရင်ဖြစ် ပလဲမျိုးနဲ့အင်မတီပြူစောတိကြီးရွာတို့ပို့ဆောင်ကြောင်းထိုမှတဆင့်တိုက်ပွဲဖြစ်ပွားနေသောကန်တောင်ရဲစခန်းတို့ရောက်ရှိခဲ့ကြောင်းဘန်ကာအတွင်တာဝန်ချထားစဉ်အိပ်ပျော်နေသဖြင့်စစ်တပ်ကပြန်ဆုတ်သွားချိန်မနိုးပဲခြံရစ်ထားခဲ့ကြောင်းစစ်တုံးပန်းမောင်းနေထလင်းကဝန်ခံထွက်ဆိုထားသည် အလားတူ2024ခုနှစ်ဧပြီလ3ရက်နေ့နေပြည်တော်တကုံးမြို့နယ်အေးချမ်းသာစံပြကြီးရွာမှာအသက်55နှစ်အရွယ်မောင်ဖိုးချစ်ကိုစစ်မှုထမ်းရန်အတွက်ဟုဆိုကာစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းကြီးရွာမှာပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုခဲ့ကြသည် အကျန်းဖက်စစ်ကောင်စီတပ်ကနေပြည်တော်တက်ကုန်းမြို့နယ်အောင်ချမ်းသာစံပြကြီးရွာအတွင်းသို့လာရောက်ပြီးစစ်မှုထမ်းရန်မဲပေါက်ထားသော မောင်မျိုးချစ်ကိုရှာမတွေ့သဖြင့်ညီဖြစ်သူအသက်15နှစ်အရွယ်မောင်ဖိုးချစ်ကိုစစ်တပ်ကစစ်မှုထမ်းတပ်သားဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည် ထို့အတူ2024ခုနှစ်ဒီဇင်ဘာလ12ရက်နေ့ပဲခူးတိုင်းမင်းလာမြို့နယ်တင်တော်ရွရွာမှာအသက်15နှစ်အရွယ်ဖိုးသားထုအပါဝင်လူငယ်30ဦးကျော်ကိုအကြမ်းဖက်စစ်တပ်ကပေါ်လာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုခဲ့သည်အကြံဖက်စစ်ကောင်စီက2024ခုနှစ်ဧပြီလမှစတင်ကပြည်သူစစ်မှုထမ်းဥပဒေဖြင့်လစဉ်စစ်မှုထမ်းတင်နှံများဖွင့်လှစ်ကနိုင်ငံတော်ဝန်တွင်စစ်မှုထမ်းတပ်သားတင်များအကြီးအကျယ်စုဆောင်းနေခြင်းဖြစ်သည် Mm-hmm.